ဘဲလို့ကောင်းပါဗျာအစီအစဉ်ရနေပြီးတော့ကြိုဆိုလိုက်ပါမယ်ဘဲဆိုတဲ့တက်တော်ကရေကူးတက်နော်ရေထဲမှာရေကူးတက်တယ်ဒါပေမဲ့ငားတွေကိုကျွန်းကျွန်းချင်းချင်းရေမကူးတက်ဘူးဟောဘုံပေါ်မှာဆိုလဲသူပြေးတက်တယ်ပြေးတက်တယ်ဒါပေမဲ့ငင်းတစ်ကောင်ကိုအရင်လင်းလင်းမြန်မြန်မပြေးတက်ဘူးနောက်တစ်ခုသူလေပေါ်မှာပြန်တက်လာဆိုတော့ပြန်တက်တယ်ဒါပေမဲ့ငှက်လို့ဝေးကြီးမှာပြန်တမ်းပြီးလေဟုန်စီးပြီးတော့ သူမပြန်တတ်ဘူးကျွန်တော်ကဘဲနဲ့တူနေပြဘာဖြစ်လဲဆိုတော့ကျွန်တော်တချင်းရေးတက်တယ်ဒါပေမဲ့ကောင်းကောင်းမရေးတက်ဘူးဂီတာဆိုလည်းနည်းနည်းပပတက်တယ်နော်တချင်းဆိုလည်းနည်းနည်းပပဆိုတက်တယ်ကွန်ပျူတာဆိုလည်းနည်းနည်းပပတက်တယ်နော်စာဆိုလည်းခလေးတွေကိုတင်ပေးတယ်စီးပညာနဲ့ပတ်သက်တဲ့ဟာတွေလည်းကျွန်တော်အဲတတ်တလောင်းတလောင်းတော့လေ့လာတာရှိတယ်ဒါပေမဲ့ professional တက်တက်ကျွန်းကျွန်းချင်းချင်းကျွန်တော်မတက်ဘူးလူတယောက်ကဘလောက်ပဲချမ်းသာကျွယ်ဝနေပါစေဘလောက်ပဲပညာတွေတက်နေပါစေအဲ့လိုလူမှကိုချင်းစာစိတ်မရှိဘူးအဲ့လိုလူကအလကားပဲတန်ဖိုးရှိတဲ့လူတယောက်ဖြစ်ဖို့အတွက်တိထားသေးတဲ့အရာတွေတက်ထားသေးတဲ့အရာတွေရှိကိုတိထားတက်ထားမှသူတပားကိုအကျိုးပြုနိုင်မှာဖြစ်တယ်သူတပားကိုအကျိုးပြုလေလေကိုကတန်ဖိုးရှိတယ်လို့ဖြစ်တယ် ဒါကြောင့်လူငယ်တွေကို value added เนาะကိုယ်စီမှာအရေးချင်းတွေများတော့အောင်ထပ်ထပ်ပြီးတော့ပေါင်းထည့်စေခြင်းပဲเนาะကိုယ့်ရဲ့အရေးချင်းတွေတိုးတက်လာတယ်လေများလာတယ်လေသူတပားကိုအကျိုးပြုနိုင်တယ်ဒါဆိုရင်ကိုကတန်ဖိုးရှိလေလေသူတပားကိုချစ်လေကိုကတန်ဖိုးတက်လာလေလေเนาะသူတပားကိုချစ်ကိုချစ်လာလေเนาะအဲ့လိုမျိုးဖြစ်လာမှာပဲဖြစ်တယ်လူတယောက်ရဲ့တန်ဖိုးကိုเนาะဟိုအဆင့်အတန်းကို ငွေချေးချမ်းသာမှုကိုယ့်ရဲ့ပိုင်ဆိုင်မှုအပြင်းအပိုင်ဆိုင်မှုတွေနဲ့တိုင်းတက်လို့မရဘူးเนาะဘာဖြစ်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့တိတတ်တတ်ထားတဲ့เนาะအရာတွေနဲ့เนาะသူတစ်ပါးကိုဘလောက်အကျိုးပြုလဲအပေါ်မှာပဲမှုတည်ပါတယ်เนาะကိုယ်ဆုံးကျူးလဲကိုယ်ဆုံးကျူးရလျာဖျောင်းနိုင်ရဖျောင်းနိုင်ရလျာအဲကျေလေးကျေလျာလမ်းမင်းလည်းလမ်းမင်းအလျောက်နေမင်းလည်းနေမင်းအလျောက်ကိုယ့်ရဲ့တော့ရှိထားတဲ့အရေးအခြေလေးတွေနဲ့ အလင်းထွန်းလင်းနိုင်မယ်ဆိုလို့ရှင်ဒီလူဟာတန်ဖိုးရှိတဲ့လူတယောက်ဖြစ်မှသိကြတယ်ကျွန်တော်လည်းကျွန်တော်တတ်ထားတဲ့အရာတွေဖြစ်တဲ့ flower arrangement decoration ပြုလုပ်တာတွေကလေးတွေကိုကွန်ပျူတာသင်ပေးတာတွေ တက်ကြီးရွယ်ပုံနဲ့မကျမ်းမာတဲ့သူတွေကိုကျမ်းမာရေးဆောက်ရှောက်ပေးကြတယ် ေးတာပဲတချင်းဆိုတာတွေ တင်ပေးသွားမှာပဲဖြစ်ပါလေကျွန်တော်တင်လိုက်တဲ့ဗီဒီယိုလေးကိုကြည့်တဲ့သူတယောက်လည်းရှိပါတယ်အဲ့လိုအတွဲစိတ်တခွန်အားဖြစ်စင်မဲ့ motivate ဖြစ်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်ကျေနပ်ပါလေဒါပေမဲ့ကျွန်တော် professional တကြတစ်ခုမှမတတ်ဘူးဘာဖြစ်လဲဆိုတော့ကျွန်တော်ကဘယ်နဲ့တူလို့ပြအားလုံးကိုစိတ်နှပြကျမ်းမာရှင်မ်းကြပါစေ